ားလုံးပဲမင်္ဂလာပါရှင်။ Feeling for Future Channel မှာကြိုဆိုလိုက်ပါတယ်။ကျမကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆရာကြီးမြတ်တန်းတင့်ဘာသာပြန်ထားတယ်။လာချင်းကောင်းသောအရှင်ဝတ္ထုရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခင်စားပေးကြပါအောင်ရှင်။နောက်နေများ၌ကြုတ်သည့်တန်ဖွဲတစ်ဖွဲကိုကောင်းဆောင်ကမန္လာမင်းတို့၏တိုင်းပြည်သို့ထွက်လာခဲ့သည်။ ကျုပ်တို့သည်ဘရင်ဆင်ကျုံပေါ်မှဆွဲဆောင်ဆင်ကြီးတို့တွင် ရွှေချီထိုးပိုးနီစာအုပ်သည့်အဆင့်ကများကိုတင်က အခမ်းအနားဖြင့်အဆောင်ရောင်အပြည့်ထွက်လာခဲ့ကြသည်တွင်ရောက်လေရာရာပြည်နယ်များ၌ကျုပ်တို့အားတန်တမန်အဆောင်ရောင်အပြည့်ဖြင့်စီးကြိုခြင်းပြုကြလေသည်ရောက်လေရာရာတွင် ကျုပ်တို့အားလက်ဆောင်ပန်းနာများရံရွေတော်များဆက်သကြလေသည်ခင်းငါမြည်ရီထဲ့ထားသည့်ရွှေကွက်များဆက်သကြသည် မလာမင်းတို့ဤရွှေနန်းတော်ထဲသို့ရောက်သည်နှင့်ကျုပ်တို့သည်ပစ္စည်းတစ်ခုကိုမျှပင်ရှောင်၍ပင်မကြည့်ရဲကြည့်မိသည်နှင့်ခဏကြာလျင် ထိုပစ္စည်းကိုအချွေရံများကလာရောက်ဆက်သားတော်သည်လောကတွင်ဤမျှလိုတန်းရနေလျင်မကောင်းတော့အမှောင်ဖုံးစပြူလာပြီကာမဂုံချမ်းသာကိုခံစားဆန်စားသည်နှင့်အမျှစိတ်တက်သည်လည်းအာနေဖြော့တော်လာသည်ကျုပ်တို့သည်မနေ့အစောကြီးအိမ်ယာမနို့သည်နှင့် ကိုလဲ့တန့်စင်ပြီးနောင် ကြာကံမေးတွင်ထိုင်ရင်အဖျော်ရမကတို့ကိုတောက်သုံးကြသည်ညနေတိုင်းလျင်တော်ငန်ခြေပဲတောဝက်စသည်တို့ကိုလိုက်လံပစ်ခတ်ကြသည် မောပန်း၍ပြန်လာလျင် မလာမင်းတို့ကချစ်ခင်မြင်းတို့ချင်းမှအပဖြစ်သော အခြားသောကြမ်းတမ်းခက်ထန်သည့်ပျော်ရွှင်မှုအမျိုးမျိုးကိုဖန်တီးပေးကြသည်ညာကျန်းတိုင်းလျင်ကျုပ်တို့သည်ပါလွာသောပန်းဝုံယုံတို့ကိုသာဝှစင်ထားသည့်ကားကြေသေးတို့ မိဘုံမီမိတုံမိစည်းများပေးတွင် ကခုံကြသည်ကိုကြည်ကြသည်ထိုအခါ၌မန္လာမင်းတို့သည် ထိုင်ကုန်ကြီးများပေါ်တွင်လဲလျောင်းကရေသွင်းသည့်ဆေးတန်ရှိကြီးများကို ရှူးနေကြသည်မျက်လုံးတွင်အစင်းရောင်နှင့်အဝါရောင်များဆိုးထားပြီးနှစ်ထင်တွင်ဆေးနီဆိုးထားရင်တဦးကိုတဦးကြပြာလင်ငါများအကြောင်းကိုပြောဆိုနေကြသည်သူတို့ဤနှလုံးသွင်းများသည် ထိုဆေးနီများကဲ့သို့ပင်ညည်းနေကြလိမ့်မည်ဟုကြုတ်ထင်သည် အကြောင်းမူညအခါများ၌မိတို့မိစီးများအောက်တွင်ဓာများမကြာခဏလက်သွာသည်ကို ကျုပ်တို့မြင်နေရသောကြောင့်ဖြစ်သည်မိညီမင်းသားတစ်ပါးသည်အသွင်တစ်မျိုးမျိုးဖြင့်ချုပ်ပြောင်းယုံလွဲလုံနိုင်ရမည်အရာအလုံးကိုမြင်နိုင်စွမ်းရှိရမည်အရာအလုံးကိုသိနိုင်စွမ်းရှိရမည်ဟုနာတော်သေးတဲ့ထကပြောဘူးသည်တို့ရတွင် ပိုးယုံတို့ကိုဝှစ်ဆင်ထားသောခါတွင် ပြောင်းလဲသော စေတားတို့ကိုချိန်ထားသော စင်းနံရံတွင်တင်းတယ်လျှောက်ပတ်ခြင်းမရှိညဉ့်ညမ်းသောပကြီတို့ကိုသာရေးဆွဲထားသည့်နန်းထဲတွင်ကြီးပြင်းလာခဲ့သောမန္လာမင်းသားတို့မှလည်းဘာကိုမှလည်းမသိဘာကိုမှလည်းမမြင်ဘာကိုမှလည်းနားမလည်ကြပေတကားကျွတ်တို့အတန်းဖွဲ့သည်ကိစ္စပြီးသည်နှင့်ကပိလဝုပြည်သို့ပြန်လာခဲ့ကြသည်မြင့်နေမြစ်ကိုကျော်၍အဝေးစီတောင်တန်းကြီးများကိုမြင်ရသည့်အခါတွင် ကျွတ်တို့သည် ဝမ်းမြဝမ်းသာနှင့်ဆင်များကို အပြင်းနှင်ကား ညိုတကားသို့ဝင်ကြသည်စင်ကြီးများသည်တတော်တော်မြည်သော ခြေတံများနှင့်ဝါကြံသော ဖုံးလုံးကြီးများအောက်တွင် မြေကြီးသည် ပင့်သက်ရှူနေသည်ဟုကျုပ်စိတ်ထဲတွင် ထင်လိုက်မိသေးသည်ကျို့တို့တန်အဖွဲ့သည်မန္လာမင်းတို့ဤတိုင်းပြည်တွင်၄နှစ်ကြာခဲ့သည် ကျုပ်ပြန်ရောက်သည့်အခါတွင် နောင်တော်ကဝန်တာအာရဖြင့်ကြိုးဆိုခြင်းပြု၏တို့ရာတွင် အမှုအရာသည်တစုံတရာကိုညီးငွေ့သည့်နယ်ဖြစ်နေခြင်းကိုကျုပ်သတိပြုမိသည် နာနော်သေးတဲ့ထောက်ကိုကြည့်ရသည်မှာချင်းယော်သွားခြင်းမရှိ မျက်လုံးအောက်တွင်လည်းအရေးအစင်းများစွာမရှိသေးနှုတ်ခမ်းမှလည်းခါတိုင်းထက်ပင်ခိုင်မာ ဖြောင်းတန်းနေသည်ဟုထင်ရ၏သူတို့ကမန္လာမင်းတို့၏ဒလိထုံးစံများကိုပြောပြသည့်အခါတွင်နာနော်၏မျက်နှာပေါ်တွင် မနှိမ့်မြို့သည့်အရေးအယောင်များကိုကြုတ်တရင်ပြူမိလိုက်သည်မန္လာမင်းသားတွေဟာ သူရည်ကိုတနေ့လုံးတောက်သုံးကြပေမဲ့မူးယစ်ခြင်းမရှိကြဘူးနာနော် ပြီးတော့လေကာမဂုံစည်းစိမ်ချမ်းသာဆိုတာကို အချိန်နဲ့အမျှအခန်းစားဆန်းစားနေကြတာပဲသူတို့မှ အလိုရှိတာလိုချင်တာတွေအကုန်ရတယ်တခါတရံမှာတယောက်ကိုတယောက်တတ်ကြဖြတ်ကြတယ်သူတို့မှတဏယမက်ကလည်းပြင်းထန်ကြတယ်ပြင်းထန်တဲ့အတိုင်းလဲအဲ့ဒီတဏယမက်ရဲ့အလိုကိုလိုက်ပြီးအတတ်နိုင်ဆုံးလိုက်လျောကြတာပဲအဲ့ဒီလိုလိုက်ပြီးယမက်ကုန်ခန်းသွားတဲ့အခါမှာသူတို့ဟာယမက်ကုန်ခန်းတဲ့လူလိုဖြစ်သွားကြတယ် အတော်ကုံစင်တဲ့လူတွေလိုဖြစ်သွားကြတယ်။နောင်တော်ဒီနားဆွင့်ရေကြိုးစကားများကို နားထောင်နေရမှာကျုပ်ဟာအခန်းတွင်သူခေါ်သွားသည်။ဒီလိုဆိုရင် နောင်တော်ကိုသူတို့အကြောင်းတိတိကျကျပြောစမ်းညီတော့သူတို့ဟာရမက်အလူကိုလိုက်ပြီးဘာဖြစ်သွားကြသေးလဲ။ကုံခန့်သွားကြသေးသလားယင်။အဲ့ဒီလိုရမက်ကုံခန့်သွားပြီးတဲ့နောက်ရောဘာဖြစ်သွားကြသေးသလဲ။ဘလုံးမှ မဖြစ်ပါဘူးနောင်တော်။ ကုန်ခန့်သွားပြီးတော့နောက်တခါရမတ်တွေကိုအလိုဆန္ဒထပ်ပြပေါ်လာကြပြန်တယ်။ရမတ်အလိုကို လိုက်ကြပြန်တယ်။ကာမတုခန့်လီကနိယောဂအကျင့်ကို ချင့်ညပြန်ရော။သူတို့ရဲ့ယုတ်လက္ခဏာကတော့သူတို့ရဲ့ယုတ်လက္ခဏာကရောဘယ်လိုနေသလဲယင်သူတို့မျက်နှာအမူအရာတွေကရောဘလုံးမှာထူးထူးခြားခြားတော့မရှိဘူးနောင်တော့သူရာရီကိုအလွန်တုံမိဝဲခဲ့တဲ့သူတွေလိုပဲ သူတို့မျက်နာတွေဟာဖော့တုတ်ပြီးရှဲခြင်းလို့ရှဲတာတောင်မှရှဲတဲ့အမူအရာနဲ့မတူတော့ပဲငိုကျွေးနေတဲ့မျက်နာအမူအရာနဲ့တူးနေတယ်။အင်းသူတို့ကိုကြည့်အပြစ်ပြောလို့မဖြစ်ဘူးလေ။ဟုနောင်တော်ကခတ်တိုးတိုးပြောသည်။ထို့နောက်နောင်တော်သည်ကြုံမရှိသည့်အတော်တွင်ရွှေနန်းတော်ကြီးမှအပြစ်ပြက်ကိုပြောပြ၏။ချက်တော်ရအကြောင်းကိုမူများစွာပြောဆိုခြင်းမရှိပေ။ ကျုံမရှိသည့်နောက်ပိုင်းတွင်တုံတရနန္ဒသည်မကရတိုင်းမှမင်းသမီးတစ်ပါးနှင့်စုလျားရစ်ပတ်လက်ထက်သွားခဲ့ကြောင်းကျုပ်ထက်သွားပြီးတတိယမြောက်နှစ်တွင်ကျုပ်တို့ကပိလဝုပြည်တွင်ခေါင်းပါခြင်းကပိကြီးဆိုက်ရောက်ကြောင်းတို့ရတွင်ငမ်းမှုချင်းပေးဆိုက်သည့်အထိမူမဖြစ်ခဲ့ကြောင်းနာတော်သည်သူနန်းရင်မြင်တဲ့တွင်ကွက်လက်ထဲတွင်ဆံရည်သဘာတို့ကိုစိုက်ပျိုးစေ၍လဲသူ ကျင်းလက်တောင်သူမိလက်ခုတို့အားပေးဝေကြောင်းဖြင့်ပြောပြလေသည်စံစဘာတွေဟာပန်းမွေးနေထွက်လှပစေတာပဲညီတော်ထွန်းအောင်နောင်တော်ကသူဤကြကန်ကြီးပေကန်ကြီးတကန်ကိုတိုးချဲ့၍ဆောက်လုပ်လိုက်ပြီနာထိုကန်ထဲတွင်လှေလော်ကြတို့ရာတွင်မြေယိုကြီးများကာယံထသဖြင့်လေကောင်းစွာမရာကြလှေရွက်ကိုကောင်းစွာမတိုက်ကြလှေဝန်းထဲတွင်လဲလျောင်းကကောင်းငင်ကြီးကိုကြည့်၍သမထကျင့်ကြစသဖြင့်ပြောပြနေသည် နောင်တော်ကဖိတ်သည်ဖြင့်ကျုံနှင့်နောင်တော်သည်သူ၏ကြာခံကြီးတွင်လှေစီးကြသည်သည် ကိုရဲ့ကိုရသူပြန်ရောက်သည့်အတွက်ကျုပ်ဝန်းသာနေသည်ရွှေနန်းတော်ကြီးထဲတွင်များစွာအပြောင်းလဲမရှိသေးသည့်တိုင်ကျုပ်စိတ်တွင်အယားယာသည်ပြောင်းလဲနေသည်ဟုထင်နေသည်ကျုပ်သည်အားလုံးကိုမှတ်မိသည့်တိုင်ကျုပ်မရှိသည့်အတွင် အချို့မှာအညစ်အကြေးတို့တက်သည့်ဖြင့်အနှဲငယ်ဟောင်းနှွမ်းနေသည်ကိုကျုပ်သတိထားမိသည် ကျောက်တို့စီသောလေမှာကြားနာစွာထွင်ထားသည့်လေရစင်းဖြစ်ပြီးထိုခုံအနီကြီးများကိုအေယာတွင်မြုပ်၍ခင်းထားပြီးရွှေပိန်းချလဲရင်တိုင်းနီလာကြောက်တိုင်တို့ကိုမြုပ်ထားသည့်ရွက်တိုင်တို့ကိုထူထားလျက်ခက်တက်များမှာငွေပြားများကိုခက်သွန်းထားသည့်ခက်တက်များဖြစ်ကြသည်ခက်ကွင်းများကိုကြောက်စိမ်းများဖြင့်ထူထားသည်လေကြီးကလှပတင်တဲ့သလား နှင်းစီချုံလေးဝိုင်းဘက်ကဝင်းလူဆဲဆဲနေအောင်ကြီးတို့ပပြန်းထားသည့်ကြာကန်ကြီးကလည်းလှပတင်းတယ်နေပါသည်ကြာကန်နေစီလေးပေါ်သို့တို့တို့ရောက်သွားသည့်အချိန်တွင်ညာချမ်းအချိန်ဖြစ်ရာခဏကြာသည်နှင့် လာဆန်းသည့်တငိမ့်ငိမ့်ထွက်လာကကြောက်ဖြူသာနန်းတော်နန်းဆောင်များကို လာရောင်ဖြင့်လွှမ်းခြုံပေးလိုက်သည် လေတော်သားတို့ခတ်တက်သားများကိုခတ်လိုက်ကြသည်ဖြင့်ငွေကွင်းကလေးများထောင်ပေါင်းများစွာကိုပြစ်ချလိုက်သည်နှင့် ကံရည်ပြင်တွင်လှိုင်းကရက်များထားလျက်ရှိ၏။နောင်တော်တိတ်တထသည်ခါတိုင်းကိုနေကြဖို့ယုံကိုဝှစ်ဆင်ထားပြီးကြောင်စိမ်းပွားတစ်ခုကို တွဲလောင်းချထားသည့်မကိုက်ကိုစောင်းထား၏။ရှင်တွင်ကြောင်မြတ်တို့စီချဲထားသည့်ရှင်လွန်းတစားကိုဝှစ်ဆင်ထားသည်။ကျင်းနီအောင်ပေါက်နေသောနောင်တော်၏ရှင်အုပ်ကိုကြောင်မြတ်တို့ကြမှတပိုင်းတစားမြင်နေရသည်။ခါတွင်လည်းကြောင်မြတ်တို့စီချဲထားသည့်ခါစည်းကိုဝှစ်ထား၏။ တခါတရံတွင်ကြောင်းမြက်ချင်းပုတ်တိုက်သည်ဖြင့်ထွင်ထွင်မြည်သောအသံများကြားရတတ်သည်ကျုပ်တို့သည်ရတော်ရရားလေးပေါ်သို့ဆင်းလာမည်အချိန်ကိုဆောင်ရင်နာတော်ကမိမိသည်တခါမှ စီးတိမ်ချင်းသာကို အရှင်ဘေကျွဲဝါသောဘဝမျိုးကိုတောင်းတခဲ့ဘူးကြောင့် တို့ရတွင်ယခုမှထိုအရာများကိုမိမိသည်တောင်းတခြင်းမရှိတော့ကြောင်းမိမိပိုင်သည့်ကြောက်မြတ်ယတနာများလက်ဝတ်တရားများတို့ကိုအခြားသူများအားပေးဝေလျက်ရှိကြောင်းဖြင့်ကျုပ်ကိုပြောပြသည်မိမိသည်ဟိမဝန္တာတော်တွင် သမထအကျင့်ကိုကျင့်လျက်ရှိသော ခတ္တရအနယ်ဝင်တဦးကိုတွေ့ခဲ့ကြောင်းဟိမဝန္တာတော်၌နှင်းပွင့်တို့သည်ထာဝစဉ်ကြားရောက်တတ်သည်ဖြစ်၍သမထတရားအားထုတ်ရန်အလွန်ကောင်းမြတ်သောနေရာဖြစ်ကြောင်းတနေ့တွင်မိမိလည်းလိုက်ပါသွားရန်စိတ်ကူးလျက်ရှိကြောင်းဖြင့် ျုပ်ကိုပြောပြနေသည်ထိုစဉ်ကျုပ်တို့နာသို့ရတော်ရရာရောက်လာသည် ကျုပ်တို့တသက်တွင်မိမပေါင်းများစွာကိုမြင်ခဲ့ဘူးတော့လေရတော်ရရာဒေဝီလောက်လှပသည့်မိမမျိုးကိုကတခါမျှမမြင်ဘူးခဲ့ချေရတော်ရရာသည်ရိုးသား၍အပြည့်ကင်း၏ဟန်ဆောင်ခြင်းကင်း၏အစဉ်အပြင်အထည်အသားတို့ကင်း၏ရတော်ရရာသည်ပိုးယုံပြူတထဲကိုဝှစ်ဆင်ထားကရှင်တွင် ရွှေပြားခွက်နှစ်ခွက်ကိုလွှမ်းထား၏ ဆပင်နှင့်လက်တို့တွင်လည်းကြောင်းမြတ်ရတနာတို့စင်သထားခြင်းမရှိဝဲဘက်လက်ကလေးတွင်ကြီးမားလှပသည့်ရွှေလက်စုကြီးတကွင်းကိုသာဝတ်ဆင်ထားသည်ထိုရွှေလက်စုကြီးမှာလည်းလှပကျွမ်းကျင်လှစွာသောပရင်သေးတို့ကအုံလုံထားခြင်းဖြစ်ပြီးနောင်တွင်မြည်သည့်အခါမှချွေရမည်မထင်ချေ ကျုပ်ကိုမြင်လာရသည့်အခါရတော်ရရသည်ကိုကိုညွတ်၍နှုတ်ဆက်လိုက်ပြီးနောက်ကျုံမရှိသည့်အတော်တွင်မြည်မြအမှတ်ရနေကြမန္လာမင်းသားတို့၏အနေထိုင်ကျင့်ကြံတို့ကိုကြားသိရသည့်အတွက်များစွာအံ့ဩမိပါကြောင်းဖြင့်ပြောဆိုကာဟိမွန်ဒါတောင်တန်းကြီးစီသို့ငေးကြည့်နေလေသည်ထိုစဉ်အစီတော်များရောက်လာကြကဓာမီးရက်တောင်များနှင့်ငွေချီနန်းကျိုးတို့ဖြင့်ရက်လုထားသည့်ပကံများတွင်ထည့်ထားသောတစ်သည်များကိုယူလာကြသည် ရတော်ရရာသည်လှေဝမ်းထဲသို့ဆင်းလာသည်တွင် သူ့ကိုယ်တည်းသည် အမွှေးစီတို့ဖြင့်လိမ့်ကျန်ထားသည့်အတွက်ကံထဲမှလှိုင်းချက်ခုကလေးများသည်သူ့ကိုယ်တွင်လာ၍ထင်းနေကြသည်။နောင်တော်ကညီတော်ပြည်တော်ကိုပြန်လာခဲ့တဲ့အထိတ်မတ်အနေနဲ့ဟုဆိုကယမက အဖျော်ရည်ခွက်ကိုနှုတ်ခမ်းသို့တေးလိုက်သည်။ထို့နောက်ရတော်ရရာကိုလှန့်ကြည့်လိုက်လျက်အာနန္ဒာဆိုတဲ့အမည်ဟာချစ်ခင်နှစ်သက်အလိုတတ်သူလို့အတိတ်ဘယ်ထွက်တယ်နှမတော်။ ဒီနာမီဟာညီတော်နဲ့လည်းကိုက်ညီပါတယ်။ဘာဖြစ်လို့လဲဆိုတော့ညီတော်ကအရာရာဟာချစ်ခင်နှစ်လိုပဲကောင်းခြင်းဆိုတဲ့မေတ္တာဓာတ်ကဖြာထွက်တယ်လို့ယုံကြည်သူကိုအခုမန္လာမင်းသားတွေကယာကမှမူးမေ့ကြတာကိုမြင်တဲ့အခါကျတော့အရာရာဟာချစ်ချင်းကအစပြုတယ်လို့ယုံကြည်သေးရဲ့လားချစ်ချင်းဟာအပြစ်မကင်းမိဘူးလားနောင်တော့ချက်တော်ရရာကခေါင်းငိမ့်ပြာကကျုပ်ကိုလေးနက်စွာကြည့်လိုက်သည် ရေပြင်တွင်လားထင်နေကြသောလှိုင်းရဲ့အစင်ကလေးများသည်မျက်နှာဖုံးစာပါမှလှိုင်းတုံကလေးများတပွဲသူ့ပါပြင်တွင်အရှိတ်ထင်နေကြသည်ဒါပေမဲ့အပြစ်ကင်းစင်ချင်းဆိုတာရောဘာလဲအာနန္ဒာပန်းမွင့်တဝင်းဟာအပြစ်ကင်းတယ်ဂေါရီရွယ်မင်းကလေးကအပြစ်ကင်းတယ်ဒါပေမဲ့အဲ့ဒီအပြစ်ကင်းစင်တဲ့ဟာလဲဘယ်မှာများတာရှည်ခံလို့လဲခဏကြာတော့ပြည့်စည်ယူရင်းသွားတာပဲမဟုတ်ဘူးလား ြည့်စုံခြင်းကိုရောက်ချင်တယ်ဆိုရင်အပြစ်ကင်းစင်တာထက်အရင်အချင်းတစ်မျိုးရှိဖို့လိုလိမ့်မယ်အာနန္ဒာဒါဖြင့်အဲ့ဒီအရင်ချင်းကဘာလဲနောင်တော့နောင်တော်သိတဲ့ထားကရတော်တရားပဲလှည့်၍ပြုံးလိုက်ပြီးဂျုံကြည်ချင်းဆိုတဲ့တရားတရားပေါ်နှမတော့အဲ့ဒီတရားဟာဟိမဝန္တာကနှင်းပွင့်နှင်းခွဲတွေအဲ့ဒီတရားဟာဟိမဝန္တာကနှင်းပွင့်နှင်းခဲတွေထက်အသက်ရှည်တယ် ကြောက်တီသူပြောတီစကားကိုကောင်းကောင်းနားမလဲလင်းရင်တိုင်းတွင်ချိတ်ထားရမှာလှုပ်ရမ်းနေသောမအိမ်ကိုငေးကြည့်နေသည်မြည်တော်မရှိတော့မှနောင်တော့ရောဘလို့ပညာမျိုးတွေသင်ယူခဲ့ပြီးပြီလဲဘလို့အသည့်တွေများရခဲ့ပြီလဲကြာဝင်ထဲမှာရှိတဲ့ယတနာဟာလဲတနေ့မှညှိုးနှမ်းသွားရတယ်ဆိုတာကိုငါသိခဲ့တဲ့အာနန္ဒာအိုးမောင်တော် မောင်တော်မောင်တော်မှလည်းအတွေးတွေဖြစ်စီနှိမ့်ဆက်နေတာကိုပဲ ခံစားနေရပါလား ချက်တော်ရာက ခတူတူညီးသွားလိုက်သည်။နောင်တော်သည်ကျင်ရတော်ဤစကားများကိုကြားဟန်မတူ။မောင်တော်ဟာအရာရာကိုတွေးတောစဉ်းစားလွန်းနေတဲ့အာနန္ဒာ။ပျော်ရှင်ကြည်နူးနေတုန်းမှလည်းသူ့မှာဒီလိုပျော်ရှင်ကြည်နူးတာတွေကမှန်ရောမှန်ရဲ့လား။ပျော်ရှင်ရောပျော်ရှင်သင့်သလားဆိုတာစဉ်းစားနေတယ်။တခါတလေကြတော့လေမောင်တော်ဟာစကားတလုံးမှမပြောတော့ပဲဆရာပန်ဘူးနီရဲ့ကမ္မထန်းကျောင်းနဲ့မလန်မကန်းမှရှိတဲ့ခူးကျောင်းကလေးထဲမှာဝင်ပြီးတရားကျင့်နေတော့တာပဲ။ ပြီးတော့ပရပိုက်တွေကိုလှန်လို့နေတော့တာပဲပေပရပိုက်တွေထဲမှာအသိဉာဏ်တရားမရှိပါဘူးနော်ရသော်တရားကျန်းစာတွေထဲကစာလုံးတွေဟာဘန်ဘူနီရဲ့မုတ်စိတ်ကအမွှေးတွေနဲ့အတူတူပါပဲနောင်တော်ဒီတခါကရှေးဟောင်းကျန်းစာများတွင်ပါသည့်ဂါထာမန္တန်များကိုကူးကယ်ခဲ့သည်ကိုအမှတ်ရသည့်အတွက်ကျုပ်ကဝိရကျမ်းများထဲကစာတွေကိုရောနောင်တော့ ကျေးလက်တောင်သူမိလက်ခုများဟာဝိရာချက်များတို့တွေကဂါထာတွေကိုရွတ်ဖတ်နိုင်ကြပြီမဲ့ဘာမှအတိပ္ပယ်မသိကြဘူးမဟုတ်လားကျေးလက်တောင်သူမိလက်ခုတွေဟာဝိရာချက်များမှာပါတဲ့ဂါထာမဏ္ဍန်တွေကိုရွတ်ကြတော့လဲအနဲ့အတိပ္ပယ်ကိုနားမလည်ကြဘူးမဟုတ်လားဒီတော့အမှန်တရားဟာတက္ကူတဲပဲရှိတယ်ညီတော်ဟောဒီမှာမြည်ကြီးရဲ့လို့ရှိတယ်အယိုးရှိတယ်အသားရှိတယ်အရာအလုံးဟာလှပကြတယ်ဒါပေမဲ့နောက်ဆုံးမှာ ညှို့နှင်းသွားရတာပါပဲ။နာတော်သည်ထို့သို့ပြောကကြာကန်နေသို့ ရှေးစင်းချူသွားသည်။လေပေါ်တွင်ကျုံနှင့်ရတော်တရာတို့ကြံရည်ခဲ့ကြ၏။ရတော်တရာကမတ်တော်မောင်ရောမန္လာမင်းသားတွင်နဲ့အတူနေခဲ့တုန်းကတမထားတို့ကိုကျင့်ခဲ့သေးသလား။ကျုပ်ကမန္လာမင်းသားတို့၏တိုင်းပြည်တွင်ထို့သို့သောအလုံများကိုလှုပ်ရန်အချိန်မရခဲ့ကြ။ညရင်သာခနာတက်ဖြုတ်လေ့ကျင့်ခဲ့ရကြောင်းဖြင့်ပြောပြသည်။ ကျုံလဲကန်တဲ့သူရေးစင်းချိုကအတန်ကြာလင်နောင်တော်နဲ့အတူလှေပေါ်သို့ပြန်တက်လာခဲ့ကြသည်ကျွတ်တို့နောင်တော်နှစ်ဦးသည်လှေဦးတွင် ဖိုထားသည့်မိဖို့တွင်လုံ၍အချမ်းပြေစီပြီးနောက်ကားကြီးတဲ့များဖြောပြေးသည်ကိုကြည့်ရှုကြသည်တန်ဖွဲ့ပြင်ကျုပ်ခီးမထွက်ခင်တုန်းကကားကြီးတဲ့ဤလက်များလှပပုံကိုရသောတရားကိုပြောပြဖို့သည် သူ့လက်ချောင်းများဤအကွေအညွန်သူ့လက်ချောင်းများဤအပြည့်အပြန့်သူ့လက်ချောင်းများဤအသွေးအလျား သူလက်ချောင်းများ၏အဖြောင်ဆင်းတို့သည်နန်ရန်မော်တွင်လာ၍အရေးထင်ကြသည့်တိရွဲ့များ၏အရေးထက်လှပကြောင်းဖြင့်ကျုပ်ပြောပြခဲ့ပူသည်ယခုရတော်ရရာကထိုကားကျင့်သည်ဤအကကိုကြည်လိုသည်ဟုဆိုသည်ဖြင့်ကျုပ်သည်ကားကျင့်သည်လူလင်ကိုအစီတော်တယောက်အားဆေးလွှတ်၍ခေါ်ခန်းလိုက်သည်ကားကျင့်သည်သည်ရောက်လာသည့်အခါတွင်ကားကျင့်သည်သည်ပလွေနှင့်ခွက်ခွင်းတို့၏တူရိယာတန်ဖြင့်ကားပြအသုံးတော်ခံသည် ြည်သန်းမအောင်အောင်တော့ဒီလက်ချောင်းတွေဟာဘလောက်များအပြစ်ကင်းတယ်လဲနောင်တော်ပြောတဲ့ဟိမဝန္တာက နှင်းပွင့်နေတဲ့အပြစ်မကင်းမိဘူးလားဟုကျုပ်စိတ်ထဲမှာပြောနေမိသည်တို့ရရင် ကျုပ်အသံသည်ထွက်မလားနောင်တော်သည် ကျုပ်ကိုထူးဆန်းစွာ ကြည့်နေသည်ဟုကျုပ်စိတ်ထဲထင်လိုက်မိသည်ရှင်တော်ရရာကမူခိုင်ကုံတွင် ကိုယ်တစ်ပိုင်းမိကကြာပွင့်မော်တွင်နားနေသည့်ဘိုင်းနှကောင်ကိုငေးကြည့်လျက်ရှိ၏ပန်းဝန်းကျင်တစ်ခုလုံးသည် အတိတ်ကြီးတိတ်လျက်ရှိရာ ကျောင်းမက်ဖွယ်ရာတစုံတရာဖြစ်လာတော့မည်ဟုကျုံစိတ်တွင်ထင်နေသည်ကျုပ်သည်အသက်ရှူကြက်လာသည်ကျုပ်သည်အသက်ရှူ၍မဝတော့ပဲရှင်내တွင်လေးလံတင်းကြက်လာသည်အမွှေးတိုင်ထဲသည့်ခွများထဲမှအမွှေးတိုင်များမှလောင်တွင်းလျက်ရှိသည့်တိုင်မီးလင်းပုံမှမီးတောင်များမှမူငိမ့်သွားကလေးပြီအမွှေးတိုင်မှဥထွက်နေသည့်မီးခိုးများထန်ကုန်မော်တွင်မိထိုင်းနေသည့်ရတော်တရား ကြဝင့်ကြဘူးများကြားတွင် နိုင်နေသည့်ပြိုင်းများကျုံမျက်စီထဲတွင် ထိုအရာများသည်ရောထွေးလျက်ရှိနေသည်ဟုထင်မိသည် ထိုစဉ်အရေးတခုသည်ကားကြည်သေး၏အနီးသို့ရောက်လာကလက်တွင်ကင်ထားသည့်ဓာဖြင့်ကားကြည်သေး၏လက်ကိုဓာဖြင့်ပိုင်ချလိုက်သည် လမောင်းတစ်ဖက်သည် ပြက်ထွက်သွားကလေအရာကျင်းမြင့်သို့ပြက်ကျသွားသည် ပြက်ကြသွားသောလက်သည်တစ်ဖက်ဖက်လှောက်ကလက်ချောင်းကလေးများသည်ကွေးကြီးဆန့်ကြီးဖြင့်ကနေကြဆဲဖြစ်သည်သွေးရည်နေတွင်ကနေသောလက်ချောင်းများပေါ်သို့လှောင်သည် ရှင်လင်းစွာဖြာကြလျက်ရှိနေသည်ညိုမဲသောသွေးများသည်ပြက်ကြသွားသောလက်ကောက်ဝနေရာတွင်ရေပန်းထွက်သည်နှင့်ငေါက်တောက်ပန်းထွက်လျက်ရှိပြီးလက်ချောင်းများမှလည်းကနေကြဆဲဖြစ်၏သို့ဖြင့်လက်ချောင်းကလေးများသည် တလုံးလုံးတရရပြင်ကားလျက်ရှိကြရမှအတင်ကြတော့မှပင်ငြိမ်သက်သွားကြသည်ဟင်ဘယ်လိုလုပ်ကြတာလဲအလှဘကိုဒီလိုဖြစ်စီပြကြတော့မှလားဟုကျုပ်ကအော်လိုက်သည်ကျုပ်သည်နောင်တော်ကိုလှမ်းမိလိုက်သည်တို့ရရင်နောင်တော်ကမိသူမြမဖြစ်ကျုပ်ကိုစိုက်ကြည့်နေသည်ကံရည်ပင်ကိုလှမ်းကြည့်လိုက်သည့်အခါတွင်ကရက်စိန်ကလေးများကကန်းချိန်မှကံလေတို့တဖြည်းဖြည်းလာနေကြသည်ကိုတွေ့ရသည် ကြဝင်များပေါ်တွင်နားနေကြသည့်ပြိုင်များမှပြင်သွားကြလေပြီ။ရှင်တော်ရရာသည်မျက်နှာမှဘဝကိုခွာလိုက်ကမိရင်ထွန်းထားရာကြောက်ဖြူခန်းဆောင်တစ်ခုစီသို့လှန့်ကြည့်လိုက်သည်။နောင်တော်တို့ဘယ်လိုလုပ်ကြတာလဲယင်။အလှပတစ်ခုကိုဒီလိုပဲဓမြောင်တလဲနဲ့ဖြည့်ဆည်းပစ်လိုက်တော့အလှပတစ်ခုကိုဒီလိုပဲဓမြောင်တလဲနဲ့ဖြည့်ဆည်းပစ်လိုက်တော့မလို့လားဟုကျုပ်ကမေးသည်။တို့ရရင်ကျုပ်ပါဇက်မှဘာသမ်းမှထွက်မလား။ ကျုပ်သည်အတန်ကြာမှသတိမေ့မျောသွားသည်ဟုထင်၏ကျုံနဘူးပြင်သည်ရေးအေးဆွထသည့်အုပ်ဖြင့်အုပ်ပင်းနေသည်ကိုကျုပ်တွေ့ရသည်ရတော်ရရသည် ကျုပ်ကိုတနာကျင်နာစွာဖြင့်စိုက်ကြည့်နေသည်ကံရည်ပြင်းမှကရစိမ့်များပေါ်တွင် ပိုးသားမြင်လိုနူးညံ့သော သူကိုယ်ပေါ်တွင်အရိတ်ထင်ရွေလျားနေကြသည်ညီတော်ညီတော်ဘာဖြစ်လို့လဲထားတော့လေညီတော်လန့်ပြီးអော်နေတယ်အိမ်မက်မက်နေတယ်ထင်တယ် ကျုပ်သည်မျက်လုံးများပုတ်၍ပဝန်းကျင်ကိုကြည့်လိုက်သည်လေဦးသည်ကန်းဆက်ကျူပင်များအကြားတွင် ထိုးဆိုင်ထား၏လေတော်သားတယောက်ကခက်တက်များကိုအသာတင်ထားသည်ညီတော်နေထိုင်ကောင်းရဲ့လားယင် ခရီးပန်းလာပုံရတယ်ခန်းဆောင်ကိုပြန်ပြီးအနားယူလိုက်ပါလားကျုပ်သည်နောင်တော်ဤခါကိုလှန့်ကြည့်လိုက်သည်နောင်တော်ခါတွင်စိန်လက်ကန်ယူတဲ့တမျောင်းမပါ သူ့အဆောင်သည်ရေတို့ဆွဆွဲလျက်ရှိပြီးလှမ်းချက်ခွများမှအယောင်သည်လက်တွင်ဆွဲထားသည့်စိမ်ပွင့်များပေါ်သို့လာ၍ကြံ့နေ၏။နောင်တော်ကကြုံအနာသို့ရောက်လာကငုံကြည့်လိုက်ပြီးလျှင်ညီတို့ဟာဘာများအိမ်မက်မက်နေတာလဲ။အလှအပတွေကိုဓမြောင်တလက်နဲ့ဖြည့်စည်းတော့မှလားတဲ့။ပြီးတော့နောင်တော်ရဲ့အမိကိုလည်းဩခေါ်နေသေးတယ်။ဘာရင်းများမက်လို့လဲ။ညီတို့ခရီးပြင်းမှန်းသွားတယ်ထင်နေနောင်တော်အိမ်မက်ဆိုးတွေမက်တယ်။ အဲ့ဒီအိမ်မက်ထဲမှာနောင်တော်လူလူဘဲသူဘဲဝါလူလူလူတယောက်ကကားကြေးတဲ့ကလေးရဲ့လက်ကိုဓားနဲ့ဖြတ်ချလိုက်တဲ့ခရီးပန်းလာလို့ပဲဖြစ်မှာပါနောင်တော်မီတော်ခန်းဆောင်ကိုပြန်ပြီးနားတော့မယ်။နောက်ရများမကြမီတွင်ကျုပ်ဤကကြည်သည်သူစာတီသည်အကာတမျိုးကိုတီထွင်ကြောင်းထိုအကမှာပြက်နေသောလက်ဤကဟန်ဖြစ်ကြောင်းဖြင့်ကြုတ်သိရသည်။သူစာတီဟာအကာတမျိုးကိုတီထွင်လိုက်တယ်လို့ကြားရတယ်။အဲ့ဒီအကကတော့ပြက်သွားတဲ့လက်ချောင်းရဲ့ကဟန်နဲ့ ော်တော်ထူးခြားတဲ့ကဟန်ပဲကနေတုန်းမှလက်ဟာလက်ကောက်ကပြက်သွားတဲ့ဟန်ဖြစ်ပြီးလက်ချောင်းကလေးတွေကြီးပဲကနေတာတဲ့ကျုပ်ဒီသူ့ဇာတိဤတီထွင်ညံကိုတန်တော်ဖြစ်နေသည် သူ့ဇာတိသည် သူ့ခန္ဓာကို သူ့စိတ်သူ့ဝိညာဉ်သူ့စံတာသူ့အတွင်များအလုံးကိုသူ့လက်ချောင်းတို့ဤကဟန်ဖြင့်တရုပ်ဖော်ပြနေတဲ့ကဲ့သို့ရှိသည်တနည်းပြောရရင်သူဇာတိလက်ချောင်းများသည် သူ့ကိုယ်နှင့်တိချာဖြစ်နေပြီလျင် ထိုလက်ချောင်းများတွင် ကိုပိုင်ဝိညာဉ်ကိုပိုင်ဆန္ဒစသည်တို့ရှိသည်နှင့်ထင်ရ၏တခါသောကြုတ်သည် မဟုရကြောက်စပွဲတွင် တင်ထားသောသူ့လက်ချောင်းများကိုမတိမတာစိုက်ကြည့်လိုက်သည်လှလိုက်သည်လည်းလက်ချောင်းများသည် အသက်ရှူနေသည်ဟုထင်ရ၏ရှင်ပါနေသောတရဝရကောင်ငှက်တကောင်ကိုပုတ်သက်ပေးနေတကယ်သို့ပုတ်သက်ပေးနေဖို့ကောင်းသည့်လက်များဖြစ်သည်ကျောင်းသည် ထိုလက်ချောင်းများကိုစိုက်ကြည့်နေစဉ် လက်ချောင်းများသည်တရရွဖြင့်မတိမတာလှုပ်ရှားစွာပြူလာကြသည်သူ့လက်ချောင်းများလှုပ်ရှားကခုန်နေပုံမှာမတိမတာလှုပ်ရှားပုံမျိုးဖြစ်သည်သူ့လက်ချောင်းများတရရွလှုပ်ရှားပုံကိုကြည့်လိုက်လျင်ပန်းမွင့်တပွင့်ပွင့်တော်မြည်ပုံတစ်ပင်တပင်မြည်တို့တစ်စိမှပေါက်လာပုံတို့ကိုကောင်းစွာနားလည်နိုင်သည်ဟုပင် ကြုတ်ထင်သည် ကျုပ်သည်တခါတရံ၌မန္လာမင်းသားတို့တန်းပြီးမှစိတ်ညစ်ညူပွဲရာအကြောင်းတို့ကို တွေးမိ၍စိတ်ဝမ်းမကြည်မသာဖြစ်ပြီးဆိုလျှင် သူ့စာတီကို အခေါ်ခိုင်းပြီးအကခိုင်းသည်တရံနေသောစင်မီတိုင်အောက်တွင် သူကနေပုံကိုချိရသည်မှာစိတ်ချမ်းမြေ့ပွဲရာကောင်းသည် သူ့လက်ချောင်းတို့မှ အရေးများသည်ကလန့်ကာပေါ်တွင်လားထင်ကအထူးထူးသောပုံတရံတို့ကိုဖြစ်ပေါ်စေသည်သူ့လက်ချောင်းများသည်ဝါးပင်မှဝါးခိုင်းများဖြစ်သွားကြသည် တခါတရံတွင်တောင်ဟုန်ချင်းနေသောငှက်များဖြစ်သွားကြသည်တခါတရံကားတည်သည်တခါတရံတွင် မြေကြီးလျင်တခါတရံတွင်ဒုဒေကြီးမာသောဒကားကြီးများစသည်ဖြင့်ကျုံမျက်စီထဲတွင်ပုံတရံအမျိုးမျိုးစောင်းနေကြသည် သူ့လက်ချောင်းများက ဖော်ပြနိုင်စွမ်းမရှိသည့်အကမှတမျိုးတည်းသာရှိ၏ရှင်းမှာအခြားမဟုတ်ပရမတ္တခေါ်ဝိညာဉ်လွန်မြောက်မှုကိုဖော်ပြသည့်အမူအရာဖြစ်လေသည် ထို့အမှုအရာကိုက သူ့လက်ချောင်းများကအကများဖြင့်ဖော်ပြခြင်းမပြုနိုင်။ဟုတ်ကဲ့စာအုပ်လေးကိုဒီနားမှာရန်နာဝင်ပြုပါရှင်။အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးနော်။အားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။